င်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမုံမြုံနယ်နဲ့ကြောက်ကြီးမြို့နယ်အတွင်းကကြေးရွာတွေကိုစစ်ကောင်စီကမြေပြင်နဲ့ဝင်ဟင်ကနေတိုက်ခိုက်နေတာကြောင့်ဒေသခံပြည်သူတထောင်ကျော်ဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့စစ်ရှောင်းအရေးကူညီပေးနေသူတွေကပြောပါတယ်အောက်ခံပေးဖို့ထားပါတယ်ရှင် ကင်းမြော်သာစီယုံကရင်ယုံတက်မသုံးနေပြီဘကိုးတိုင်းမုံမြုံနေတဲ့ကြောင်ကြီးမြုံနေတွင်ကကြေးရွာတွေကိုစစ်ကောင်စီရဲ့အုံတော်ခြေဆိုင်ခမငါကိုကိုမုံမြုံခြေဆိုင်ခမငါကိုတုံရတရင်ကနေလက်လက်ကြီးပြင်းလုံးရီနဲ့ဘုံကျတိုက်ခိုက်နေပါတယ်ဒါအပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိုင်ချတက်ဆွဲထားတဲ့နတ်တန်ဝင်းရေရင်းကုန်အုံမင်းစုကနေလက်လက်ကြီးတွေနဲ့နေတိုင်းလိုလိုပြစ်ခတ်နေပါတယ်မတ်လ9ရက်နေ့ကစစ်ကောင်စီရဲ့လက်လက်ကြီးပြစ်ခတ်မှုကြောင့် မဆုစုကြီးရကိုစစ်ပေးချောင်ရောက်ရှိနေတဲ့ရင်းလိုက်ကုန်းကြီးရကကုံဝင်ဆောင်မျိုးသမီးနေရာမှာတင်တေဆုံးပြီးမျိုးသားဖြစ်သူကလက်ထိတန်းရာတွေရရှိခဲ့ပါတယ်သူကတော့ဒီကောင်ပေါ်ဒီကောင်တက်နာမှာပဲသူတို့မှလာပြီးတော့မှနေရာလေးရှိတာသူကလည်းမနေရဘူးလေအဲ့ဆောင်ဦးရဲ့အရာပြောမယ်ဆိုတော့တကောင်းကျော်မှာပေါ့အခုကတော့ကျွန်တော်တို့ပြည်သူတွေဒီဒီပဲချမ်းနေမှာ လာပြီးတော့စစ်ပင်းရှောင်းလာတဲ့ဒီကူရဲ့ဒီမထရီဆိုဟိုဒီကဲဟိုညစာရတို့ဒီဒီကဲချမ်းနေမှာလာပြီးတော့စစ်ပင်းရှောင်းတဲ့လူတွေအတွက်တော့တော်တော်လေးဟိုဘောအကြောက်ကြောက်တရားတွေလည်းသူတို့ရှိကြတာပေါ့ဘာဖြစ်လဲဆိုတော့လက်နဲ့ကြီးတဲ့ဟာရွာတဲ့ဟိုပဲတက်တက်ကြီးတဲ့ခါကျတော့အကူကထိတာများလာလဲဒီစစ်ပင်းရှောင်းစစ်ပင်းရှောင်းနေပဲထိတာစစ်ပင်းရှောင်းနေပဲထိတယ် ရှိကောင်စီကမြေပြင်နဲ့ဝင်ရင်ကပါဘုံချက်တိုက်ခိုက်တာကြောင့်မုံရုံနယ်တွင်းကအုံတော်၊ငပယ်စုပ်၊ကျွန်းတော်၊ပေါင်းလောင်းစဲ၊တက်ကုန်း၊ရောင်းစတဲ့ကြီးရွာဆဲရွာနဲ့ကြောက်ကြီးမြို့နယ်တွင်းကနတ်တန်ကွင်းအုပ်စု၊ဘုံရှိကုန်း၊ရေရင်းကုန်းစတဲ့ကြီးရွာကဒေသခံတပေါင်းကျော်ဟာထွပြေးတင်းရှောင်နေရပါတယ်။ရှိကောင်စီကမြေပြင်ကနေထိုးစစ်ဆင်တာမရတာကြောင့်နေတိုင်းလူလူလက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။လည်းဒီပြကမွာတော့နေတဲပါပဲဒီနေရာမိုးဒီနေရာဖြစ်နေကြပါပဲ ်ဒီနေ့တော့မာဒီတို့မွေးရမြားဆိုရဲမှာလည်းလည်းကြည့်တာကြားနေနေတနေရမို့တနေရတော့လည်းလည်းကြည့်တော့ထုနေတော့နေတယ်ပဲဒီတယ်လေပြီးကြတဲ့ရက်တွေတော့မဟုတ်ဝဲကြီးလူအပဲမှာရှိတဲ့လူလေလူနာဒီဒီဘက်ကိုရှေ့ရတာရှိတယ်လေသူကဒီဘယ်လိုပြောမြေတားအနေနဲ့သူကထုတ်ချင်စီလုံးမမရတော့တာမြေတားအနေနဲ့ထုတ်ချင်စီလုံးမရတဲ့အခါကျတော့ဒီကသူတို့ကလွတ်ကြရတာပဲရှိတယ် တဲ့ပွဲတိလေးကြည့်လဲလီလဲခြားပဲတဲ့ပွဲမကြည့်လဲခြားကြည့်လားခြားတယ်တမောသုံးနေမြေမှာ2025ခုနှစ်တွင်ရှစ်ကောင်စီကလေချောင်းတိုက်ခိုက်မှု3ကြိမ်နက်နက်ကြီးပစ်ခတ်မှု100ကြော်ရုံမှုကျချတိုက်ခိုက်မှု16ကြိမ်ပြုလုပ်ခဲ့ရာပြည်သူလေးယောက်တည်ဆုံးပြီး20ကြော်ထိခိုက်ဒဏ်ရာရရှိကလူနေအိမ်35လုံးဘာသာရေးကျောင်း2ကျောင်းစာသင်ကျောင်း3ကျောင်းထိခိုက်ပျက်စီးခဲ့တဲ့ပြင်အကြောင်းမဲ့ဖမ်းဆီးခံရသူတယောက်ရှိခဲ့တယ်လို့မတ်လ9ရက်နေ့ကကင်းရင်ရေးဘော်ကူညီကယ်ဆယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ် ကျွန်တော်အောင်ခံပါ ARD တိုင်းကြုံပြုံမျိုးအခြေဆိုင်ခလာရ36တက်ထဲမှာဖန်စီပီတက်သားတဲ့စုဆောင်ခံထားရတဲ့တက်သားတဲ့နှစ်ဦးထွက်ပြေးလွတ်မြောက်သွားတာကြောင့်ကျန်တက်သားတွေကိုအဝယ်စားတွေပေးမှုဝယ်ပေးနေခိုင်းထားတယ်လို့ကြုံပြုံခလာရ36တက်ရင်းနဲ့နေဆက်သူတွေစီကသိရပါဗျာ မတ်လ၈ရက်နေ့ကဖမ်းဆီးပြီးတပ်သားတဲ့စုဆောင်ခံထားရတဲ့တပ်သားတဲ့နှစ်ဦးထွက်ပြေးသွားတာမှာတနက်ပစ်ဖောက်ပြီးဖမ်းဆီးခဲ့ပေမဲ့လွတ်မြောက်သွားတာကြောင့်အခုလိုအဝတ်အစားတွေပေးမဝယ်ပဲအပြစ်ပေးခဲ့တာလို့ဆိုပါရယ်။ ကျုံပြောမျိုးပေါ်ရက်ွက်တွေနဲ့ခြေရွာတွေကနေစစ်မှုထမ်းဖို့ဖမ်းဆီးထားတဲ့လူငယ်အယောက်30ကျော်ရှိပြီးလူစစ်တဲ့အချိန်၂ယောက်ရော့နေလို့ထွက်ပြေးမှန်းတိကတနက်နေ့ချက်ပစ်ဖောက်ပြီး၆လမ်းခဲ့ပေမဲ့လွတ်မြောက်သွားခဲ့တာကြောင့်တန်တဲ့တပ်သားတွေကိုအဝတ်စားတွေချုပ်ခိုင်းပြီးအပြစ်ပေးထားတယ်လို့ခလာရ36တပ်နဲ့နှိစက်သူတအုပ်က TV ကိုပြောပါရယ် ဒီကနေ့မတ်လ14ရက်နေ့မနက်6နာရီကျော်ကအပြစ်ပေးခံထားရတဲ့တပ်သားတဲ့အယောက်30ကျော်ကိုအဝယ်စားပြန်ဝယ်ခွင့်ပေးပြီးပသိမ်မြို့မှာရှိတဲ့စစ်တမ်းရုံးကိုပို့လိုက်တယ်လို့ဒေသခံတအုပ်ကပြောပါရရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကြက်တိန်ကျေးရွာကိုမတ်လ13ရက်နေ့နေ့လယ်2နာရီလောက်ကစစ်ကောင်စီတပ်က drone နဲ့ပုံကျဲခဲ့တာကြောင့်ပြည်သူတယောက်သေဆုံးပြီးတယောက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တချို့မီးလောင်ကျွမ်းခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ။ ကျက်တိန်ကြီးရွာကိုစစ်ကောင်စီရဲ့ဓညဝတီရေတပ်စခန်းဌာနချုပ်ကဒရုန်းနဲ့ဘုံ၆လုံးကျဲချခဲ့တယ်လို့ဆိုပါရယ်။ ဘုံကျဲတိုက်ခိုက်မှုကြောင့်နေအဆဲလုံးထပ်မနေမီးလောင်ကျွမ်းခဲ့ပြီးမီးငြိမ်သက်ပြီးတဲ့အသက်62နှစ်အရွယ်ဦးပေါက်စာတိတ်ဆုံးခဲ့ကအမျိုးသားတစ်ယောက်ပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့ကြောက်ဖြူမျိုးနယ်ဒေသခံတအုပ်က TV ကိုပြောပါရယ်မတ်လ9ရက်နေ့ကစပြီးမတ်လ12ရက်နေ့အထိကြက်တိန်ကြေးရွာကိုစစ်ကောင်စီတပ်ဘက်က နေတိုင်းလိုလို drone နဲ့ပုံကျဲခဲ့တာကြောင့်နေ45လုံးဖုံကြီးကြောင့်ဓမာယုံနဲ့စံတောင်6ပြီးတပေါင်းကျော်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်